38ကျင်းမြောက်ပါဝါဟိုတယ်နဲ့ပါဝါမော်တယ်ရဲ့အသင်းမိသားစုမဟာပုံကတိန်တော်အကျိုးဓမ္မသဘင်အခမ်းအနား၌ရန်ကုန်မြို့ဥမင်းမင်းထွေတော်တသက်ဦးတမီမိုးမိုးဟန်ကျော်တာဖြိုးဟင်းကျော်ဥတ္တရထွန်ကုမ္ပဏီမိသားစုတို့၏ အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်ပိမိတာရမင်းဤဘဝနှင့် သင်္ကားစာအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသမယခန္ဓာကိုရှေဖုံးတော်သခင် ရှင်တော်မြတ်ဗျာဤမဟာကရုဏာဂုံကိုအာယုံပြုကာတိကျူဖက်ဆိုအပ်တော်ဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင် ယောကပဂောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ကရာတိခေရံကတောလောကဟိတယာနာထောနမောမာကရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပွားလူလာတောင်းတကုန်ပေါင်းခါသည်ဖြင့် နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအပ္ပေမေယရေတွေတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်္ချေသိနေကွာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလောက အတိဒုက္ခရာနိဥ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိဆွန်ဉ္ဇီဟုကျတိထဝေငါတွင်အစုအလုံးခဲရင်သောအမှုရုပ်ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ပြီခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မှန်ခြင်းသော ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေးကြီးမဟာကရုဏိကတ္တတ္တဝါများယင်ဝဲသားကဲ့သို့တဏှာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတ္တဝါဤချမ်းသာစီပါလိုလာတောင်းတအကုန်ပေါင်းခါသည်ဖြင့် နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်း ပိမိတာရမင်းဤဘဝနဲ့သင်္ကန်းစာလောကမှာရှိတဲ့လူတယောက်အကြောင်းကိုလေးလာသုံးသပ်ပြီးတော့ခြိမယ်ဆိုရင်မိမိတို့အတွက်သင်္ကန်းစာယူเสียရတယ်အများကြီးတွေ့ရမိမိတို့ဘဝအတွက်သင်္ကန်းစာယူပြီးတဲ့အခါမှာကောင်းတဲ့အချက်တွေ ကောင်းတဲ့အမှုရာတွေအတူယူအားကြလို့မကောင်းတဲ့အကျင့်တွေမကောင်းတဲ့အမှုရာတွေမှားယဉ်မှုတွေရှောင်ရှားလို့ကိုယ်ဘဝခရီးသွားတဲ့အခါမှာဖြောင်တန်းဖို့အတွက်အင်တန်မှအထောက်အကူဖြစ်တယ်ပေါ့ဒါကြောင့်မို့တူတယောက်ရဲ့ဘဝကိုလိမ့်လာချစ်ပြီးတော့မိမိဘဝကိုပြင်ဆင်ဖို့ပါကိုယ်ဘဝပြင်ဆင်ဖို့ ဒီတူတယောက်ဟာဘလို့ချင်းကြံကြုတ်ကိုအထောက်ကြောင့်သွားကြသွားတယ်လောကမှာဒိဋ္ဌာနုကတိဆိုတဲ့စကားလုံးရှိတယ်ဒိဋ္ဌာနုကတိဆိုတာကိုယ်ရှိကသွားတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကိုယ်နဲ့တွေ့တဲ့ဂျုံတဲ့ပုဂ္ဂိုလ်ရဲ့နမူနာတွေကိုယူပြီးတော့လောကလူသားတွေကလိုက်လုတ်တတ်တဲ့အချင်းရှိတာအဲ့တော့ကောင်းတဲ့ အတွေ့အကြုံတွေကောင်းတဲ့အမှုအကျင့်တွေကိုလိုက်ပြီးတော့လုပ်ဖို့ကအိုအရေးကြီးတယ်ပေါ့မြင်သမျှတွေလိုက်